ယေရမိအနာဂတ်တိကျမ်းအခန်းကြီး30အငယ်1မှ24ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာ၍ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကတင့်အားငါပြောသည်မသောစကားတို့ကိုရေးထားလောထာဝရဘုရားမိန့်တော်မူသည်ကယခုတင်းသွာခြင်းကိုခံရသောငါ၏လူဣသရေလအမျိုးနှင့်ယုဒအမျိုးသားတို့ကိုငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည် သူတို့ဘိုးဘေးတို့အားငါပေးသောပြည်သို့ငါပြန်လာစေသဖြင့်သူတို့သည်ပန်ရကြလိမ့်မည်ဟုမိန့်တော်မူ၏ဤတရီလာအမျိုးနှင့်ယူဒအမျိုးကိုရီမှတ်၍တော်ရဖျားမိန့်တော်မူသောစကားဟုမူကားငါသည် ထိတ်လန့်ခြင်းစကားတန်ကိုကြားရ၏ငြိမ်သက်ခြင်းမရှိ ကြောက်ရွံ့ဖွယ်သောအကြောင်းသာရှိ၏။ယောက်ျားသည်တားဖွားတတ်သလိုဟုမေးမြန်းကြည့်ရှုကြလော့။မိမသည်တားဖွားခြင်းဝေဒနာကိုခံရသောအခါမိမိခါ၌လက်တင်တကဲ့သို့ယောက်ျားတိုင်းပြုတ်၍ခတ်သိမ်းသောသူတို့သည်မျက်နာပြက်လျက်ရှိကြသည်ကိုအဘယ်ကြောင့်ငံမြင်ရသနည်းအလိုလေထိုနိယက်ကခိုင်းနှိုင်းเสียမှရှိကြီးသောနိယက်ဖြစ်၏ယာကုပ်အမျိုး၌အမှုရောက်သောနိယက်ဖြစ်၏ ို့ရာတွင် သူတို့သည်ကဲတင်ချင်းသို့ရောက်ကြလိမ့်မည်။ကောင်းကင်ဘုရားအရှင်သာဝရဘုရားမိန့်တော်မူသည်ကားထိုနေ့ရ၌သူတို့ထမ်းရသောတပိုးကို သူတို့လည်းပင်မှငါချိုးပယ်မည်။သူတို့ကိုချီနောင်သောကျိုးများကိုငါဖျက်မည်။တပါအမျိုးသားတို့သည်နောက်တဖန်သူတို့ကိုမစေစားရကြ။သူတို့သည်မိမိတို့ဘုရားသခင်ထာဝရဘုရား၏အမှုကို၎င်းသူတို့အဖို့ ငါပေါ်ထွန်းစီလက်တန့်သော ရှင်ဘရင်ဒါဝိဒ်၏အမှုကို၎င်းဆောင်ရွက်ရကြမည်။သူဖြစ်၍ထာဝရဘုရားမိန်တော်မူသည်ကားအိုးငါကြုံရကုတ်မကြောက်နှင့်အိုးဣသရီလအမျိုးစိတ်မပြတ်နှင့်တင့်ကိုဝေးသောအရက်မှ၎င်းတင်းအမျိုးသားတို့ကိုတင်းသွာရန်ပြီမှ၎င်းငါနှုတ်ယူဆောင်ခဲ့သည်ဖြင့်ယာကုတ်အမျိုးသည် ပြန်လာ၍ ခြောက်လန့်တော်သူမရှိညီဝတ်ချမ်းသာစွာနေရလိမ့်မည်ဟုမိန့်တော်မူ၏တဖန်မိန့်တော်မူသည်ကတင့်ကိုကဲတင်ချင်းငါတင်နှင့်အတူငါရှိ၏ငါသည်တင့်ကိုငါ क्वे ပြားစေသော တိုင်းနိုင်ငံရှိသည်များတို့ကို ဆုံးစေတော်လေတင့်ကိုမဆုံးစေတို့ရာတွင်အပြစ်ကို ရှင်းရှင်းမလွတ်ပဲအတော်အတန်ဆုံးမမီထာဝရဘုရားမိန့်တော်မူသည်ကတင့်အနာသည်ပျောက်ခဲ၏ သင်ခံရသောဝေဒနာသည် ပြင်းလာ၏သင်အနာကိုစီးအံ့သောငါအဘယ်သူမျှသင်အမှုကိုမဆောက်အနာပြောက်စေနိုင်သောဆေးကိုအဘယ်သူမျှမကူသင်ဤမိတ်ဆွေရှိသည်များတို့သည်သင်ကို မေ့လျော်၍မမီးမရှာဘဲနေကြ၏သင်အပြစ်သည် ကြီး၍သင်ပြုသောဒုစရိုက်သည်များပြားသောကြောင့်ရန်သူပေးတတ်သောအနာနှင့်သင်ကိုငါနာစေပြီး ကြံတန်းသောသူပေးတတ်သောတန်ကိုငါပေးပြီတင်သည်အနာကိုခံရသည်ဖြစ်၍အဘေကြောင့်ငိုကြွေးသည်တင်းအပြစ်ကြီးသောကြောင့်သင်ခံရသောဝေဒနာသည်ပျောက်ခဲ၏တင်ပြုတ်သောဒုစရိုက်များပြားသောကြောင့်ဤသို့ငါဆုံးမရ၏တို့ရာတွင် တင့်ကိုကိုက်စားသောသူအပေါင်းတို့သည်ကိုက်စားခြင်းတင်းရန်သူအပေါင်းတို့သည်တင်းသွာခြင်းတင့်ကိုလူယူဖြက်စီးသောသူအပေါင်းတို့သည် လူယူဖြက်စီးခြင်းကို ခံရကြမည်ထာဝရဘုရားမိန့်တော်မူသည်ကသူတစ်ပါးတို့က တင်သည်စွန့်ပစ်ခြင်းကိုခံရတော်သူဟု၍၎င်းအဘယ်သူမျမကြည့်ရှုမပြုစုသောဇီးအုံမျိုးဟု၍၎င်းခေါ်တော်လေတင်ဤအနာယောဂါများကိုငါပြောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်ထာဝရဘုရားမိတ်တော်မူသည်ကတင်းသွာခြင်းကိုခံရသောယာကုပ်အမျိုးသားတို့ဤတဲများကိုငါဆောင်ခဲ့အုံးမည်သူတို့အိမ်များကိုတနာအုံးမည်မြို့သည်လည်းမိမိကုန်းပေါ်မှာတဖန် တီလျက်ရှိလိမ့်မည်နန်းတော်၌လည်းရှေးထုံးစံအတိုင်းနေကြလိမ့်မည်ထိုသူတို့အထက်ကယေရှုကိုချီးမွမ်းခြင်းအတန်ရွှေမြူးသောသူတို့၏အတန်သည်ထွက်လိမ့်မည်ငါသည် သူတို့ကို မနှဲစေဘဲများပြားစေမည်နှိမ့်ချခြင်းတို့မရောက်ချီးမြှောက်ခြင်းတို့ရောက်စေမည်အကြောင်းစီရင်မည်အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍ပြိတ္တတို့သည်ငှက်ရှိမှတည်ကြလိမ့်မည် နှင်းဆဲသောသူအပေါင်းတို့ကိုငါသည်အပြစ်ပေးမည် သူတို့ဤမင်းသည် သူတို့အမျိုးဖြစ်လိမ့်မည်သူတို့အထဲကပေါ်ထွန်းသောသူသည် သူတို့ကိုအုပ်ဆိုးရလိမ့်မည်ငါသွေးဆောင်၍သူတို့သည်ငါထံသို့ချင်းကပ်ကြလိမ့်မည်ငါထံသို့ချင်းကပ်လိုသောငါအဘယ်သူသည်မိမိစိတ်ကိုတန်းစေသည်နည်း ထိုအခါသင်တို့သည်ငါဤလူဖြစ်၍ငါသည်လည်းသင်တို့ဤဖျားသခင်ဖြစ်မည်ဟုထာဝရဖျားမိန်တော်မူ၏ထာဝရဖျားဤလေးပွေတော်သည် ပူသောအရှိန်နှင့်ထွက်၏ပြင်းစွာသောလေးပွေဖြစ်၍မတရားသော သူတို့ကောင်းပေါ်မှပြင်းစွာ တိုက်လိမ့်မည်ထာဝရဖျားသည်လက်ဆတက်၍အကျံအစီတော်ကို ပြည့်စုံစေတော်မမူမီပြင်းစွာသောအမျက်တော်မငြိမ်းရနောင်ကာလ၌သင်တို့သည်နားလေကြလိမ့်မည် Amém. God bless you.